အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကျွန်တော်ရဲ့ညီကောင်မောင်မမများကိုဖတ်ပြပေးခြင်းတဲ့ဝတ္ထုကတော့ဇာတ်ရေးဆရာကြီးရွှေဦးတောင်ရေးသားထားတဲ့ဝါသုံးလုံးလို့အမည်ရတဲ့ဝတ္ထုရဲ့အပိုင်းခုနှစ်ဖြစ်ပါတယ်ခင်ဗျာနားတော်တာအစဉ်ပြေးကြပါအောင်ခင်ဗျာအစိုးရဖွဲ့သည်ကိုတောင်းနယ်နှင့်ဥတုတော်တို့အလုံးလုံးရန်အတွက်အတွင်းဝန်ယုံကြည်နိုင်အလုတ်ခန်းတခန်တီးတန့်ပြင်ဆင်ပေးထားလျာကုတောင်းနေသည့်အလုတ်ခန်းထဲ၌ဝုလူတော်နှင့်တွေ့ကြရာတွင် ဒါနဲ့ကျွန်တော်ကိုတုတ်တင်မယ်ဆိုတဲ့လေးရည်နေတော့ပြင်လွန်သွားပြီဗျာကုသိုလ်ကံကလေးထောက်မှလို့အစိုးရကိစ္စကပေါ်ပေါက်လာပြီးမောင်မင်းကြီးသားများကကျွန်တော်ကိုချမ်းသာပေးလိုက်ကြပြီတဲ့ဒါတဲ့ကျွန်တော်တနက်ပြစ်ထွက်ဖို့ချိန်ထားလာတော့ဖြင့်ပြတ်သွားရပြီဗျာကိုကမပြစ်ရတာထားလိုက်ပါဦးကိုကိုပြစ်မသွားတာပဲကျေးဇူးတင်ပါဦးဆရာကြီးရဲ့ရေမောလေးရဲ့ဖြင့်ဥသူတော်ကဝါသုံးလုံးစကားဆိုရင်ဖះဟောလောက်ယုံကြည်စိတ်ချထားဟန်တူတယ်ခမည်းလူတွေကျွန်တော်တို့ လူကိုရရင်ကကမလုံးဝမှာဘူးဗျာဒါထက်ပွဲစားဥပဝင်းကပလိကိုဖြောင်းကျက်ပေးထားလိုက်တာစုံလို့ဆိုဟုတ်ကဲ့တို့ပေမဲ့တိတ်ရေးကြီးညာမပါလာပါဘူးဗျာဘာသုံးလုံးစီကလူတွေစီကငွေညစ်ပြီးရတဲ့ငွေစက်ကူတွေကိုသူကလဲတုံပေးရတယ်တဲ့ပြီးတော့ဘာသုံးလုံးနဲ့သူနဲ့ပထမအချိန်ဆက်ဆံရဖို့အကြောင်းချင်းရဖို့လဲပြောပြတယ်ဆိုထင်ပါရဲ့ဒီလောက်နဲ့တော့ဘယ်မှမရောက်တတ်ပါဘူးဗျာဦးကျောက်ခင်ကိုတတ်မှုနဲ့ဥပဝင်းကိုဆွဆွဲအောင်မလားတက်တည်ခင်မလုံလောက်ပါဘူးဗျာ မဆွဲတော့ပါဘူးဓာတ်ထည့်အညာကိုဥဒုတော်တက်သွားတာဘာမျှသတင်းထုတ်ခဲ့တယ်လေဗျာသွားလီသူဥထွန်းတင်စုံစမ်းလို့တိခဲ့ရတယ်လို့ကျုပ်လည်းတိခဲ့ရတာပါပဲလက်ဆက်တက်တော့ဥထွန်းတင်လိုက်ခဲ့တဲ့လမ်းကြောင်းအတိုင်းကျုပ်ကထပ်ပြီးလိုက်မိရဲ့ကြုံနေတဲ့ဗျို့တခြားမဟုတ်ပါဘူးဥကြောက်ခဲအကြောင်းနေတိခဲ့ရတာပါပဲဥကြောက်ခဲနဲ့ဘัวဆိုတဲ့လူနဲ့ကတာပလင်ကဖမ်းပြီး ကတာပလိကဖမ်းပြီးရုံးတင်တော့ဥကြောက်ခဲကပလိနဲ့ပေါင်းပြီးအစိုးရတက်တည်လှုပ်ပြီးတော့အစ်စ်ခံလိုက်တာဘိုးကကျိုးတန်ကြသွားဆိုပါကောလားတို့ပေမဲ့ဘိုးကကျိုးစင်တင်တဲ့အခါမှာကျိုးပြက်ကြလीတော့နောက်ထပ်မတင်တော့ပဲတကြုံပို့လိုက်တာတကြုံမှာပဲတေချာရောဆိုထင်ပါရဲ့မတေချာဘူးဗျလွတ်ထွက်ပြေးတယ်ဟုတ်ကဲ့လားမစုံနိုင်ဘူးဗျကျုပ်ကဘဝအကြောင်းတလောက်သိခြင်းလို့မဟုတ်ပါဘူး။ဥကြောက်ခဲအကြောင်းသိရအောင်လိုက်ခဲ့တာပါ။ခုနေခါမှာဘဝဟာပဲစီးများရောက်နေပါလိမ့်တော့။ ဆိုနိုင်မှုလေရာဇဝတ်ကောင်းဆိုတာသိပြီးတော့အသက်မရှိနိုင်ပါဘူးတနည်းနဲ့မသေးရင်တနည်းနဲ့သေရမှာပါပဲဒါထက်မောင်ညွဦးကဥကြောက်ခဲအကြောင်းကိုသူ့ဖေရဲ့စာဝတ်စာရဲနေထဲမှာတွေ့ရတယ်ဆိုပြီးခမားစီစာရေးတယ်ဆိုပါလားဟုတ်ကဲ့လားဦးဘိုးအောင်ဆိုတဲ့လူကြီးကအတော်သေးချာတဲ့လူကြီးပြို့ဟုတ်ကျင်ဟုတ်ထားမှာ ထို့နောက်ကုတောင်းတံမှာဝန်ကလေးကလက်ဖက်ရည်သားဖိတ်ကြားထားသည့်နှင့်ထွက်လာခဲ့ရာလူလူတော်မှမူဝါသုံးလုံးချင်းချောက်ထားသောအမတ်များကိုကာဝေးဆောင်းရှောက်ရန်အတွက်လူများရွေးချယ်သည့်အလို့ဖြင့်ဦးကောင်းရှုံနေရည်လေ၏ဝန်ကလေး၏လက်ဖက်ရည်ဝဲသို့ဦးလူတော်မပါခြင်းမှာလည်းအစင်သည့်မင်ဖြစ်လေ၏အကြောင်းကိုဆိုတော့ဦးလူတော်မကြားထိုက်သောအကြောင်းအရာများကိုဝန်ကလေးနှင့်ကုတောင်းတံတို့တိုင်ပင်ရန်ရှိကြပြီသောကြောင့်တည်း ်ဝန်ကလေးဒီကိုတောင်းနေအားဇက်ပိုင်ဟိုတယ်တို့လက်ဖိတ်တောက်ဖိတ်ကြားထားလေးရဲ့ဝါသုံးလုံးအကြောင်းများကိုဆွေးနွေးတိုင်ပင်လေးရချေးကြစဉ်စိတ်လည်းမရှိနဲ့တော့ဝန်ကလေးကျွန်တော်ထင်တာကျွန်တော်ပြောတော့မယ်ပလိယုံကအထက်တန်းစီအရာရှိကြီးတွေကတယောက်ဟာဝါသုံးလုံးနဲ့ဆက်သွေးချင်းရှိတယ်ထင်တယ်ကလထိုင်ပေါ်၌ယုတိရဲ့ခါဆန့်လေးဖြင့်မဟုတ်နိုင်တာပဲမောင်းတောင်းတန်းဝန်ကြီးတခုစဉ်းစားကြည့်လေကျွန်တော်တို့စီမံခဲ့တဲ့ဓမြတွေဟာဘွာသုံးလုံးကတင်ကျိုးပြီးတိထားနေတာကြီးဖြစ်နေတယ်မဟုတ်လား အချုပ်ခန်းထဲမှာတရကန်ဘိုးအောင်ကိုတတ်တုံးကကြည့်လေထောင်ထဲကိုဝင်တိုင်းထွက်နိုင်တဲ့လူမှသာကြံစီနိုင်တယ်မဟုတ်ဘူးလားဦးထွန်းတင်ကိုတတ်တုံးကလည်းကြည့်လိုက်ပါဦးအတွင်းမှာလည်းစုံတော့တီအပြင်မှာလည်းစုံတော့တီဒါနဲ့တော့တတ်မိအောင်တတ်သွားတယ်မဟုတ်ဘူးလားရှင်းရှင်းပြောစမ်းပါလေမောင်တောင်းတန်ကမောင်လူတော်ကိုဆွဆွဲကျင်သလားဦးကောင်းရန်ကရင်မောလေးရဲ့ဖြင့်ဒီလိုတော့မဟုတ်တော့မဟုတ်ပါဘူးဝန်ကလေး ဥလူတော်ဟာရာဇဝိကောင်ရဲ့စိတ်နေသဘောထားမျိုးနည်းနည်းမှရှိတယ်လို့ကျွန်တော်မထင်ပါဘူး။သို့တော်လည်းဝါသုံးလုံးကျူးလွန်ခဲ့မှုတဲ့အမှုတွေကိုတခုစီတည်တည်ချာချာဝေဖန်ဆန့်စစ်ကြည့်တဲ့အခါကျတော့ဩဇာအာဏာရှိတဲ့လူတွေကတယောက်ယောက်ကကျိုးဆွဲနေတယ်လို့ကျွန်တော်စဉ်းစားမိတယ်။မောင်လူတော်လားတခန်းကိတ်ကစဉ်းစားလျက်ဖြင့်ဥလူတော်ကိုတိုက်ရိုက်တော့မထင်တတ်ဘူး။ယုံကြည်ထားတဲ့လူတွေကတယောက်ယောက်ကသူ့ကိုတပတ်ရိုက်နေသလားတော့မဆိုနိုင်ဘူး။ကျွန်တော်ကတော့ရိုးရိုးပြောမယ်လေ။ ဥလူတော်ကိုဆွတ်ဆွဲเสียရရှိရင်လည်းကျွန်တော်မညာဘူးဆွတ်ဆွဲမှာပဲတက်နိုင်လို့ဝန်ကလေးကိုယ်တိုင်စုံထောက်မင်းကြီးကိုယ်တိုင်ဖြစ်စီကျွန်တော်မတင်ကားတဲ့တနေ့မှာဆွတ်ဆွဲမှာပဲထူကောင်ဝန်ကလေးဒီအနေရကျက်တော်အမူအရာနဲ့နေရာပြင်၍ထိုင်လေ၏ကျွန်တော်ကိုယ်တော်စိတ်ချပါဘာတုံလုံးအကြောင်းကိုနည်းနည်းမှမသိရပါဘူးဟုပြောပြီးမှမဖြစ်နိုင်သောအရာကိုပြောမိသည့်အနေဖြင့်တတိယကရင်မောလေ၏ထို့နောက်မှဟောခိုးစပွဲမှာထိုင်နေတဲ့မိန်းကလေးကဘယ်သူလဲ။ပေါင်တောင်းနဲ့ကိုခဏခဏလှမ်းကြည့်နေတယ်။ ခင်စင်ကြီးဆိုတဲ့မိန်းကလေးပေါ့သူနဲ့အတူထိုင်နေတာကဗန္နာရေးဝန်ကြီးချုပ်လေးဘွားသုံးလုံးချင်းချောက်ထားတဲ့လူတွေထဲမှာသူလည်းတယောက်အပါဝင်ပေါ့ခင်စင်ကြီးဆိုတာဟိုတလောတုံးကခိုးမှုနဲ့ပလိယုံရောက်လာတာလေဒီနာမည်ပဲမဟုတ်ဘူးလားဒီနာမည်တွေမကပါဘူးဒီမိန်းကလေးပါပဲယခုကျွန်တော်စီမှာစေရေးလုပ်နေတယ်ကျွန်တော်ကသူ့ကိုကျွန်တော်မရှိတဲ့အခိုင်မှာတယ်လီဖုန်းလက်ခံစကားပြောဖို့စာရီပြန်ဖို့ထားပစ်ခဲ့တယ်ဟောအခုသူကဒီရောက်နေပြီတော်တော်မျက်နှာပြောင်းနေမိန်းကလေးပဲဝင်ကလေး မျက်နှာပြောင်လာထားလိုက်ပါဦးဒီတန်းစားပင်းကလေးကဗန္နာရေးဝန်ကြီးချုပ်လူလူတယောက်နဲ့တိကျွမ်းတာကိုကျွန်ုပ်အံ့ဩလာတယ်ကိုတောင်းတဲ့နီးဝန်ကလေးဤစကားကိုမဖြေတော့ဘဲခင်းစင်ကြီးဇဝဲသူကိုလမ်းမျောကြည့်နေရခင်းစင်ကြီးနဲ့ဗန္နာရေးဝန်ကြီးချုပ်တို့သည်စားတောက်ပြီးကြသည်နှင့်ဇပွဲမှထကြ၍ခင်းစင်ကြီးကရှေ့မှာ ဗန်နာအီဝင်းကြီးချုပ်ကနောက်မှလျှောက်လာကြပြီးလျင်လေကားသူဆင်းကြမည်ဟုကိုတောင်းတန်တို့၏ဇဝဲနီးမှဖြတ်ကျော်သွားကြသည်တွင်ကိုတောင်းတန်အားခအီးမူယာနှင့်ဦးခေါင်းချင်းပြသွားသည်၏ဘဲနယ်လေဝန်ကလေးမြင်လိုက်တယ်မဟုတ်လားဆေးရည်လုံးနေပြီးဒီလောက်မျက်နှာပြောင်တာများကြုံဘူးရဲ့လားလူတွေကပြောတော့ဘူဆန်တယ်လို့ပြောကြလိမ့်မယ်ကျွန်တော်အထင်တော့ဝင်ကလေးတို့ပြီးလက်သူတောင်ဒီလောက်မျက်နှာပြောင်မှမထင်ဘူးမြမမိမတွေကဘူမအမူယာနဲ့တူတာသူဟာတစ်နံပါတ်ပဲ ကိုတောင်းတဲ့နီအလုတ်တိုက်တို့ဝင်သွားသောအခါခင်းစိန်ကြီးမှရောင်းနေနေပြီဖြစ်၍လက်နှိပ်ဆက်တွင်အလုတ်လုံရန်ပြင်ဆင်လျက်ရှိလေ၏။နေပါဦးခင်းစိန်ကြီးအလုတ်မလုတ်ခင်စကားလေးတစ်ခုတော့ပြောပြရစီအောင်။ကျုပ်ကအရေးကြီးတဲ့အလုတ်တွေပေးထားပိဋကရဲ့နဲ့ဘာကြောင့်အပြင် ထွက်ရတယ်လဲဗန္နာယီဝင်ကြီးချုပ်ကလက်ဖက်ရောက်ဖိတ်လိုက်တော့ညင်းရမှာအာနာတဲ့အတွက်တွားရပါတယ်ဗန္နာယီဝင်ကြီးချုပ်နဲ့ဘယ်နည်းတိကျွမ်းကြတယ်လဲဘိုင်းစကုတ်မှာတွေ့လို့တိကျွမ်းခြင်း ကမ်းတမ်းမှာလေငင်းခံမှုလမ်းလျှောက်ရင်းတွေ့လို့တည်ကျွမ်းခြင်းမိတ်ဆွေတယောက်ကအတိအကျွမ်းဖွဲ့ပေးလို့တည်ကျွမ်းခြင်းရဲ့လို့တည်ကျွမ်းသည့်အမျိုးမျိုးရှိတဲ့နဲ့ကျမတို့မှာတော့အတိအကျွမ်းဖွဲ့ပေးသူရှိလို့၃နံပါတ်နီလန်းနဲ့တည်ကျွမ်းကြခြင်းဖြစ်ပါတယ်ရေကျင်းတော့လေမျက်နှာထားတင်းလျက်ဖြင့်ဘယ်တော့မှလည်းဒီကနေ့နဲ့၈နာရီချိန်မှာဗနာယီဝန်ကြီးချုပ်ကတားဖွားရုံအသေးဖွင့်ပွဲကျင်းပရာမှာမိတ်ဆွေတယောက်နဲ့ကျမရောက်သွားလေတော့မိတ်ဆက်ပေးကြပါတယ် ဒုက္ခကိုတောင်းတဲ့အနီးတရေအိမ်မှာငွေဆက်ကူများကို ထုတ်ကာရေးတွက်၍စပွဲပေါ်တွင်တင်ပြီးလျင်ကျော့ဟောဒီမှာခင်စင်ကြီးရဲ့လကနှစ်လအတွက်မြို့တစ်တီပါလေးပြေးမနေတော့ပါဘူးတစ်လအတွက်လကအပူယူပြီးမေမင်းကြီးမှဒီကနေ့ညနေထွက်တော်မူပါတော့အန်အောနေအဟံမူရာနေဘယ်နဲ့လဲစုံတော့ကြည့်ရဲ့ကျမကိုလူကောင်းသူကောင်းတယောက်ဖြစ်အောင်မကြိုးစားတော့ဘူးလားလက်လျှော့လိုက်ပြီလားရှင် မရေပဲမနေနိုင်အောင်ဖြစ်လျက်ဖြင့်တော်ပါပြီမေမင်းကြီးမရေလက်လျှော့ပါပြီတိပင်းအပြည့်မျိုးကိုကြုတ်ချမ်းသာပေးနိုင်လေကျို့စကားကိုတိုက်ရိုက်နားမထောင်တဲ့အပြည့်မျိုးတော့ချမ်းသာမပေးနိုင်ဘူးတော်ပြီခွဲခြားသူခင်စိန်ကြီးတဲမြညာရေလီဆိုတဲ့တိကလေးများဆိုပြီးဆင်းရတော့မယ်ထင်ပါရဲ့။ဩခင်စိန်ကြီးခင်စိန်ကြီးဒီလိုမျက်နှာပြောင်တာမျိုးလေးတွေကိုကျုပ်သဘောကျတာပဲ။ဒါဆောင်လေကျုပ်ကပြင်ပေးမယ်လို့မျှော်လင့်နေတာပဲ။ခုတော့မင်းကိုပြင်ပေးနိုင်ဖို့နီလန်း ။တနည်းလမ်းပဲရှိတော့တယ်။အော်ရှိသေးသလား။ဘယ်လိုနည်းများလဲရှင်တစိတ်သိပြရစီ။မင်းကိုတီတီတက်နဲ့ယောက်ျားတယောက်ယောက်နဲ့ပေးစားဖို့နည်းလမ်းပဲရှိတယ်။ဒါဖြင့်တီတီတက်နဲ့လူများတွေ့မထားဘူးလားရှင်။တခါတလေတော့ကျုပ်ကိုယ်တိုင်စမ်းကြည့်ရမလားလို့စဉ်းစားမိတယ်။သို့တော်လေကျုပ်ကမိမယူတဲ့လူစားမျိုးတွေကမဟုတ်ပါဘူး။ဒီလိုဆိုရင်ရန်ကုန်မြို့ပေါ်ကမိမတွေကတပူနာသွားကြရှာတာပေါ့ကိုတောင်းတန်။ကန်ကန်တော်ပါပြီမင်းမကြီးမချော့တော်မူပါတော့။ ကင်းစိကြီးသည်လာကငွေကလေးကိုတရေအိတ်ထဲပြင်ထည့်၍တိုက်ပေါ်မှဆင်းလာခဲ့သောအခါကိုတောင်းတန်ကအလုံးမှထုတ်ပြလိုက်ခြင်းအကြောင်းနှင့်ပတ်သက်၍စဉ်းစားဆင်ခြင်မိရာတွင်မိမိရမတင်ကားသောကြောင့်ထုတ်ပြလိုက်ခြင်းဖြစ်ပေသလိုသူတိမဟုတ်ကင်းစိကြီးပျက်စီးခြင်းတိုင်စီမှုအတွေ့ဥပေတမြင်နှင့်ထုတ်လိုက်ခြင်းဖြစ်လေသလိုဟုမဝေခွဲနိုင်အောင်ဖြစ်နေခဲ့လေ၏နေဤသို့ပြန်ရောက်သောအခါကင်းစိကြီးသည်စပွဲပေါ်တွင်စားရဆောင်တွေ့သည်နှင့်ဖွင့်၍ဖတ်ရှုရာအောက်ပါအတိုင်းတွေ့ရှိရလေ၏ ကျွန်ုပ်ဤစကားကိုမြေဝေမကျနားထောင်၍အလိုက်တင်အလျားတင်စီမံပေးခဲ့သည့်အတွက်ကျေးဇူးတင်ကြောင်း ဗန်နာအေးဝန်ကြီးချုပ်နှင့်မိတ်ဆက်ရေးကိစ္စမှာကျွန်ုပ်ပြောခဲ့သည့်အတိုင်းအခက်အခဲမရှိဘဲချုံမော့စွာကိစ္စပြီးစီးခဲ့သဖြင့်ဝမ်းမြောက်ကြောင်းဗန်နာအေးဝန်ကြီးချုပ်ကိုတတ်နိုင်သမျှယင်းနီအောင်ပေါင်းရင်းဆက်ဆံ၍သူ၏ချုံရင်းချက်ကလေးများကိုတည်ရအောင်စုံစမ်းပါလိမ့်အစိုးရအဖွဲ့ထံမှကျွန်ုပ်ငွေတောင်းထားသောကိစ္စနှင့်ပတ်သက်၍ဗန်နာအေးဝန်ကြီးချုပ်၏သဘောထားကို၎င်းအစိုးရတစ်ဖွဲ့လုံး၏သဘောထားကို၎င်းတည်ရအောင်စုံစမ်းပါလိမ့် ဇပိုင်ဟိုတယ်၌ယနေ့တင်ဝတ်ခဲ့သောအဝတ်မှာအဝတ်ကောင်းတော်လေးကျွန်ုပ်အားမရသေးပါထို့ထက်ကောင်းမွန်သောအဝတ်များကိုရှာဝေ၍ဝတ်ဆင်ပါလိအဝတ်စားနှင့်ပတ်သက်၍ဇေယျကုံကြမီကိုမတွန့်တူပါလိနှင့်ကိုတောင်းတန်ကတင်ကိုယနေ့အလုံးမှထုတ်ပြလိုက်တော်လဲဝမ်းမနေပါလိနှင့်သူထံတွင်တင်လုတ်ရန်အလုံးမရှိတော့ပြီယနေ့ညဗန္နာယီဝန်ကြီးချုပ်နှင့်မင်းတို့မင်းရှင်ဟိုတယ်တွင်တင်ညစာစားသောအခါသူ့ကိုတတ်နိုင်သည်မချော့မြူပါလိနှင့် ဤသူကမိမလိုက်စားတဲ့သူဖြစ်သည်တန်နိုင်ခဲ့လျင်သူ၏နေအိမ်ကိုတင့်ကိုဖိတ်ခေါ်အောင်ကြိုးစားပါလိရောက်သောအခါသူ၏နေအိမ်အခြေအနေကိုတေချာစွာကြည့်ရှုမှတ်သားခဲ့ပါလိ ခင်စိန်ရီသည်စာရေးထဲတွင်စာပြများကျန်နေသည်နှင့်ထုတ်ကြည့်သောအခါတရားရင်ငွေစက်ကူ၃ချက်တို့ကိုတွေ့ရလိမ့်၏တို့ရတွင်၎င်းငွေစက်ကူများကိုတရေအထဲသို့ထည့်သွင်းလိုက်သောအခါခင်စိန်ကြီး၏မျက်နှာထားမှာငွေရသည့်အတွက်ရှင်ပြစွာမရှိသည့်အပြင်အင်ဒရီကြီးရင်စွာနှင့်နှကန်းကိုကိုက်လျက်ရှိလိမ့်၏ဖန်နာ၏ဝင်ကြီးချုပ် စသူမှာဒဏ်ရာခီအုပ်ချုပ်ရေးစနစ်ကဖန်ဆင်းလိုက်သည့်ပုံကူမျိုးတူဟူ၍ခေါ်ဆိုထိုက်ပေ၏ကျွန်တို့မြန်မာပြည်တွင်ရှေးရခင်ကာလများကမြူနစ်စပယ်လူကြီးများအဆရှိသည့်ရွေးကောက်တင်မြှောက်ခြင်းခံရသောလူကြီးများချိခဲ့မှုတော်လေနိုင်ငံရေးဖြင့်အသက်မွေးစည်းဝါးရှာကြသည့်နိုင်ငံရေးသမားကိုပုံကူမျိုးလိုမှမူဒဏ်ရာခီလက်ထက်တွင်မှပေါ်လာကြသူများဖြစ်ကြလေသည် ဖန်နာယီဝင်းကြီးကျုံမှာအသက်40ကျော်ရုံမျှသာရှိသေးတော်လေလွတ်တော်အစည်းအဝေးများတွင်စကားပြောကောင်းခြင်းမိမိတိုင်းရှိသည်မြသောရေချင်းကိုသူတစ်ပါးမြင်နိုင်အောင်ခင်းချင်းပြသတတ်ခြင်းမနာမဏီတူဝေးတတ်ခြင်းစသောကုံအချင်းရာတို့ကြောင့်တာမန်အမတ်တယောက်ဖြစ်မှဝန်ကြီးချုပ်တယောက်ဖြစ်သူတိုးတက်လာခြင်းဖြစ်လေသည်လောက်ပေါ်ကင်ပြင်းများပေါ်၌လည်းတစ္ဆာမရှိ မဲဆန္ဒရှင်များကိုလည်းအလေးကယူမပြုခဲ့သည်မှန်တော့လေဒူဒူသည်သူတစ်ပါးနားဝင်အောင်လက်ပတ်ပြောဆိုတတ်သောတတိတစ်ခုအတွက်ကြောင့်အစိုးရအသည့်ဖွဲ့စည်းသည့်အခါအတိုင်း၎င်းအားချန်လက်မထားခဲ့ဝန်ပဲဝန်ကြီးချုပ်နေရာတစ်ခုခုကို၎င်းအတွက်လျာတသတ်မှတ်ပေးရသည်သာလျှင်ဖြစ်ခဲ့၏ဗန်နာယီဝန်ကြီးချုပ်မှာအလုံးရက်ခပ်ဖိုင်ဖိုင်နှင့်အသားဖြူဖြူမျက်လုံးပြူးပြူးနာရန်ပေါ်ပေါ်ရှိသူတယောက်ဖြစ်၍ငယ်ဝယ်ချင်းကရီစာပေါ်ခဲ့သူတယောက်ဖြစ်ခဲ့သည့်အတိုင်းကြီးပြင်းလာသောအခါတွင်လေ၎င်းဝါဒ နာကလေးကိုလက်မလျှော့နိုင်ခဲ့ရှိခင်စင်ကြီးနှင့်တီကျွမ်းခဲ့ရသောကိစ္စတွင်ဝန်ကြီးချုပ်၏ထင်မြင်ချက်မှာမိမိလူရည်လေသည့်အတွက်ကြောင့်မိန်းကလေးကမိမိအပေါ်၌ကြာပြီးတီတွန်းတီချွမ်းရခြင်းဖြစ်သည်ဟုမှတ်ထင်နေ၏ ်ဆင်းစေတော်ကဝါသုံးလုံးသည်အတုံးဆွဲကြည့်သောကတော်ကံတယောက်ကိုထုံးစံတိုင်းကိုစလဲဖြစ်အောင်ဆွဲပြေးလျင် ခင်းစင်ကြီးနှင့်ဝင်းကြီးချုပ်တို့ကိုတိချွန်းအောင်မိတ်ဆက်ပြေးရန်စီခိုင်းလိုက်ခြင်းဖြစ်၏ဝါသုံးလုံးမှာလူရန်စားမျိုးမျိုးနှင့်လူမျိုးမျိုးယောက်ျားမိန်းမမကြမ်းကိုစလဲဖြစ်အောင်ဆက်သွဲထားသည်ဖြစ်၍ရန်ကုန်တမြို့ရဲတွင်ဝါသုံးလုံး၏ဩဇာကံမောင်းတရားထက်မနေရှိနေ၏ ၎င်းတို့အနေတွင်တရုတ်ကလာမြန်မာကပြားမှစ၍ဘူကာကစားတတ်သည့်ကရောကန်များမြင်းလောင်တတ်သည့်ဘူကရောများလည်းပါရှိ၏။ရာလူအဖြစ်ဖော်ပြရမည်ဆိုသောစည်ရေးစချီကုန်တယ်ပွဲစားများဘူကီတိုင်းများဆရာဝန်များဝိလုံများမှစ၍ဟိုတယ်စီကံများဇပွဲထူးများပါမကျန်အမြင့်ဆုံးမှအနေဆုံးတိုင်အောင်ပါရှိကြ၏။ ။ပါသုံးလုံးသည်၎င်းတို့ကိုဆိုင်းရဆိုင်းရအလုံးများ၌အသုံးချလျက်ရှိရာ၎င်းတို့၏လှုပ်တာဝန်မှာအလွန်တရာပေါ့တော်လေငွေပေးရာတွင်မူကရရောစွာပြေကမ်းလျက်ရှိ၏။ ပမာဆိုသောခင်စင်ရင်နှင့်ဝင်းကြီးချုပ်တို့ကိုမိတ်ဆက်ပေးယုံများသာဆောင်ရွက်ရသောမင်းကတော်သည်ငါးမိနစ်များသာကြာသောထိုကိစ္စကလေးအတွေ့ငွေနေရာများရရှိလိုက်၏။ဟွာသုံးလုံးသည်ကိုယ်စလေများရှာခြင်းကိစ္စတွင် အထက်၌ဖော်ပြခဲ့သည့်ဤအတိုင်းလူပြက်လက်သောနေရာတစ်ခုတွင်ရှေးဥစွာချင်းစုတွေ့ဆုံလေးရှိ၏။မသုံးလုံးကိုထိတ်ဆုံးမှအုတ်ချုပ်စီမံနေသူမှာလူတယောက်တည်းဖြစ်တော်လေအဆွဲပွားနှင့်ကိုယ်စလေများများလာတော့ကြောင့်မသုံးလုံးအဖွဲဟူ၍ခေါ်ဆိုလောက်ပြီ၏ ။ကိုစလင်ရှာသောအခါ၌ဝါသုံးလုံးသည်ချင်းငွေဥစ္စာရှောင်ရှိသူခက်ခဲမရှိသူများကိုမရွေးရှဲဘဲနှာခေါင်းကျပွေတွေ့နေသောသူများကိုသာလျှင်ဖြားယောင်းတွေးဆောင်လေရှိ၏။မြည်သူမစိုးအချင်းကျက်ကြုံတွေ့နေသည့်အခါထိုအချင်းကျက်မှလောက်အောင်ခဲ့စေမည်ဆိုပါကလိုက်ပါတတ်မည်ဖြစ်ရကဝါသုံးလုံး၌ကိုစလင်များအလိုရှိသလောက်ရရှိနိုင်ခြင်းကိုအံ့ဩဖွယ်မရှိရှိ။ကိုယ်စလဲများသည်မိမိတို့အချင်းချင်းလဲတယောက်နဲ့တယောက်မသိရ။ကောင်းဆောင်ပုဂ္ဂိုလ်ကိုလည်းအရေးအမွှဲလောက်များမသိရရှိ။ ဝါသုံးလုံးပေါ်၌တစ္ဆာဖောက်သူများမှာကြောက်မက်ဖွယ်ရသောအပြစ်ဒဏ်များရရှိကြသည်သာဖြစ်သောကြောင့်တစ္ဆာဖောက်သူဟူ၍အလွန်နှေးပါခဲ့၏။စုံတော်ကိုတောင်းတန်နှင့်ဝန်ကလေးတို့တွေ့ဆုံကြသောနေ့တွင်ဝါသုံးလုံးသည်မိမိ၏တပည့်များနှင့်ကိုယ်စားလှယ်များကိုဆင့်ခေါ်၍ပထမအကြိမ်စီဝေးကြီးကျင်းပလိမ့်၏။ယင်းတို့ဆင့်ခေါ်ရာတွင်မယုံကြည်စိတ်မချရသူများနှင့်စိတ်မခိုင်မာသူများကိုခြံလှမ်းထားခဲ့၏။ ်အစည်းအဝေးသို့လာရောက်သောအခါတွင်မြည်သည့်အဝတ်မျိုးဝတ်ဆင်ရမည်တောင်းနှင်းတယောက်မတိရအောင်မြည်ကဲ့သို့စီမံရမည်မြည်သည့်အချိန်တွင်မြည်သည့်နေရာသို့ လာရောက်ရမည်စသဖြင့်တယောက်စီတရားစည်းဆက်သောမှာချထားလိမ့်၏ခင်စင်ကြီးမှာဘာသုံးလုံး90လေးကိုယ်စလေတယောက်ဖြစ်နေရက၎င်းစီဝေးကြီးတို့ဆင့်ခေါ်ထားသည်ဖြင့်တက်ရောက်ရသည်ဖြစ်ရာ ဘာသုံးလုံးနဲ့ဆက်ဆံခဲ့သမျှသော၎င်းစည်းဝေးမှာတက်တက်တာပတ်အလုံးမမေ့နိုင်တော့အောင်ဆွေးမြေ့စွာမှတ်သားလောက်သည့်အချင်းအရာတစ်ခုဖြစ်ပေ၏ဘာသုံးလုံးသည်မိမိစီမံသမျှသောကိစ္စများကိုပြပြဆောင်ရွက်တတ်သည့်အပြင်ဒိဋ္ဌိကျဲဖြစ်အောင်ပြုလုပ်တတ်သောဝါသနာလေးရှိရက၎င်းစည်းဝေးကိုပုံရှုွယ်ရှုချောင်းချိုချောင်းကြားနိုင်မခြင်းပါပဲဂျူဘလီဟောယုံကြည်အတွင်၌ခြင်းပါရန်စီမံထားလေ၏ပွဲလမ်းတစ်ပင်ကပြခြင်းမရှိသောအခါများ၌ဂျူဘလီဟောယုံကြည်ပိတ်ဆို့ထားတဲ့မြေဖြစ်လျာ၉နာရီထို သည်နှင့်တပြိုင်နက်အတင်းသားတယောက်ရောက်လာ၍နဘေးပေါင်းမှဝင်သွားသည်ဖြင့်တကားဝတွင်စောင့်နေသူကနေရာထိုင်ခင်းချထားလေ၏။ရင်းတို့စီမံရာတွင်နာယီရင်သားမကမိနစ်ပါချင်းဆိုထားသည်ဖြစ်၍အတင်းသားများသည်တယောက်နှင့်တယောက်10မိနစ်စီကြာချား၍ဆက်ရောက်လာကြလေရ။လူနေအောင်ပြုတပြိုင်နက်ဆက်ရောက်လာသည်ဟု၍မရှိစေရရှိ။ ်ဘာသုံးလုံးသည်ဂျူဘလီဟောတော်များကိုညီသည့်ညီနှင့်ရအောင်ယူထား၍တရဝန်နှင့်ညီကဲ့သို့စီမံထားသည့်များကိုခင်းစင်ကြီးပင်မတွေးနိုင်အောင်ဖြစ်နေတော့၏ခင်းစင်ရောက်လာသောအခါ9နာရီနှင့်15မိနစ်တိတိရှိနေပြီဖြစ်ရာနဘေးလီကားမှတက်သွားသောအခါသူတယောက်သည်တကားကိုဖွင့်ပေး၍ဝင်မိသည်နှင့်တပြိုင်နက်ပိတ်ဆို့လိုက်၏ အတွင်တိုင်းမိဒီမိအောင်များမရှိတော့လေမှန်ပြတင်းပေါင်းမှဝင်တော့ကြေရောင်သည်ခုံတန်းများကိုရည်ရည်များမြင်နိုင်လောက်အောင်လင်းလျက်ရှိလေ၏အတွင်သို့ဝင်မိသည်နှင့်တပြိုင်နက်ဒုတိယဤအတန်းအဖြစ်တက်တဲ့ကြီးရှေ့လျှောက်သွားရှေ့ဆုံးထဲကဒုတိယခုံမှဝင်ထိုင်နေဟုခက်ဆက်ဆက်ပြောလိုက်လေ၏ ်ခင်းစင်ကြီးဝင်သွားသောအခါအချို့လူများရောက်နေကြပြီဖြစ်၍မိမိတို့နေရာများတွင်အသေးသေးထိုင်လျက်ရှိကြသည်ကိုမြင်ရလေ၏လူများသည်တောင်းရင်တယောက်စကားမပြောဘဲမလုံမရှားတိတ်ဆိတ်စွာထိုင်နေကြသည်ဖြစ်၍တစေများ၏အစီအဝေးနှင့်တူလာပေ၏လူများသည်တောင်းပြီးတယောက်ဝင်လာကြသဖြင့်လူ90ခန့်ရောက်လာကြသောအခါတကားဝါမှအမိန့်ပေးနေသောလူသည်အထဲသို့ဝင်လာ၍ဇက်ခုံပေါ်သို့တက်ပြီးလျင်စကားတခွန်းများပြောလိုက်ရုံနှင့်တပြိုင်နက်ဝါသုံးလုံးဆရာကြီးကိုယ်တိုင်ဖြစ်ကြောင်းခင်းစင်ကြီးကြီး းမိလေ၏ဆရာကြီးသည်အလွန်မင်းမကျေလောင်ပဲနည်းနည်း၍အုတ်တုတ်တုတ်ရှိသောအတန်မျိုးဖြင့်စကားပြောလျက်ရှိရာမျက်နှာနှင့်ဦးခေါင်းတို့တွင်လည်းအဝတ်နှစ်ကြီးပတ်စည်းလျက်ရှိလေ၏စကားလုံးတိုင်းပိဒအရှင်းလင်းစွာဖြင့်မိတ်ဆွေများတို့ကျွန်တို့ဝါသုံးလုံးအဖွဲ့ကြီးဖြစ်သိမ်းရန်အချိန်နှိကက်လာခဲ့ပြီ အစိုးရအဖွဲ့ထံမှကျွန်ုပ်ကတောင်းဆိုထားပုံကိုသတင်းစာတွေမိတ်ဆွေတို့ဖတ်မိကြပြီလိမ့်မည်။ကျွန်ုပ်တောင်းဆိုသည့်အတိုင်းရရှိသောအခါ၎င်းဝင်အနေမှယာကိန်းနှုန်း90ကိုမိတ်ဆွေတို့အားခွဲဝေပေးရမည်။ကျွန်ုပ်တို့ယခုစီဝေးနေခြင်းကိုလူသူလေးပါးတို့သိလိမ့်မည်ဟုဆိုရင်သူများရှိခဲ့လျင် ကျွန်ုပ်၏အတန်ကိုအပြင်ကဘယ်နည်းနည်းမှမကြားနိုင်ကြအောင်ကျွန်ုပ်တို့ကိုနှောက်ယှက်ဖို့ဘယ်နည်းနည်းမှမဖြစ်နိုင်အောင်ကျွန်ုပ်စီမံထားကြောင်းကိုသိစေလိုသည်။ ။သို့သောအမှန်အားဖြင့်ကျွန်ုပ်တို့အဖွဲ့ကြီးမှာအခါခတ်သိမ်းဘေးအန္တရာယ်များဖြင့်ခြံရံလျက်ရှိကြောင်းဝန်ခံရပေမည်။ကျွန်ုပ်မြေသူမြေဝါဖြစ်သူကိုထောက်လန်းစုံစမ်းသူများအနေနဲ့ကျွန်ုပ်၏စိတ်မြေကိုဖော်နိုင်လို့မတက်နေခဲ့သွားဘူးဒီမှာအကျဉ်းတိုင်းတိုင်းရှိပြီးဖြစ်၍ကျွန်ုပ်ကိုယ်တိုင်စိတ်မအေးချမ်းနိုင်အောင် ဖြစ်နေရဖူးသည်။ ထို့ပြင်နိုင်ငံညိုစုံထောက်ကြီးကိုတောင်းတယ်နဲ့ Inspector ဦးတူတော်တို့ကလည်းကျွန်ုပ်ကိုရှေ့ရခံလေးရရှိကြသည်ထို့ကဲ့သို့ကျွန်ုပ်အားဘေးဥပအန္တရာယ်များဝန်းရင်လေးရရှိသည့်အတွင်ကျွန်ုပ်အားမိတ်ဆွေတီးတီးတို့ကတအားသမျှဝိုင်းဝန်းကူညီကြပါလိမ့်မည်ဟု၍လည်းကျွန်ုပ်မျှော်လင့်မိသည်နောက်ပြန်တွင်မိတ်ဆွေတီတီတို့သည်ကျွန်ုပ်ထံမှအမအားတစ်ခုစီရရှိကြမည်ဖြစ်၍၎င်းစာတွင်မိသူကမိသည့်နေရာ၌မိခဲ့သို့ဆောင်ရွက်ရမည်အကြောင်းကို ရှင်းလင်းစွာ ဖော်ပြပါရှိလိမ့်မည်။ ။သို့သောတင်းတို့သတိပြုရန်အချက်တစ်ခုမှာကျွန်ုပ်၌ဘေးရန်ကြီးရှိနေတကယ်သို့တင်းတို့၌လည်းကျွန်ုပ်နှင့်အလားတူစွာဘေးရန်ကြီးမကင်းသည့်အကြောင်းကိုသတိပြုစေလိုသည်။ကျွန်ုပ်ကိုကူညီသူများအားကူညီရသောလုပ်ငန်းများမကအောင်ကျွန်ုပ်ကချီးမြှင့်လိမ့်မည်။တစ္ဆာဖောက်သူများကိုပြီးခဲ့သောစီရင်မည်ဟုတင်းတို့သိပြီးဖြစ်သောကြောင့်ထုတ်ဖော်၍ပြောရန်မလိုတော့ပြီ။ဂိုင်းတော်လောက်ပြီ။အစီဝေးယူသိမ်းကြသော လက်ရပဲခုံတန်းလက်ဝဲပဲလူကစားပြီးတယောက်စီတယောက်စီမိနစ်တဝက်စီတဝက်စီစောင့်ပြီးထွက်သွားကြစမ်းကိုင်းသွားကြ ဒုက္ခသင်္ဍားများသည်အမိတ်တိုင်းတယောက်စီထိုင်ရာမှထား၍နဘေးတကပေါက်သို့သွားကြလေရာစက်ကုံပေါ်မှလူမမှုပရိသတ်အလုံးကုန်ပြီးသောအခါမှဆင်းလာခဲ့လေ၏ထိုသူသည်တကားကိုတေးချသောပိတ်ဆို့ပြီးနောက်ဝင်းပေါင်းမှစောင့်နေ၍ချွေကုံဖျားစီသို့မောင်းလာသောတက်ဆီတစ်စီးပေါ်သို့တက်ပြီးလျင်တင်းကြီးစီးဘက်သို့မောင်းနေသွားလေ၏ခင်စိန်ကြီးမှမူဂျူလီဟောမှခြေချင်းလျှောက်လာ၍ဖျားလန်းဘူတာစီသို့ရောက်သောအခါအသင်းဆောင်နေသောကားတစ်စီးပေါ်သို့တက်၍မင်းတိုမင်းရှင်းဟိုတယ်ဘက် ဲ့သို့မောင်းနှင်သွားလိမ့်၏။လမ်းကြီးတွင်ခင်စင်ကြီးသည်အပေါ်၌ထိပ်၍ဝှက်ထားသောအဝိထူကြီးများကိုချွတ်ခွာ၍ကားတွင်ပါသော အကြီးတဲ့သို့ထည့်ထားလိုက်ရာအတွင်မှပေါ်လာသောအဝိများမှာမင်္ဂလာဆောင်ပွဲထိုင်သွားမည်အဝိစားမျိုးဖြစ်၍တီချူမားမှပြင်သစ်ပိုးဖဲကလေးပါတို့ဖြင့်ဖိဖိတောင်းလျက်ရှိလိမ့်၏။၎င်းနောက်အင်းကြီးအိတ်တွင်ထည့်ထားသောဂရီပါအိတ်ငယ်မှစိန်တလုံးငကက်တရံကိုထုတ်ယူဝစ်စင်လိုက်ရာ ပွဲထိုင်ဝိအစားမျိုးအပြည့်စုံ ဖြစ်ပေါ်လာလိမ့်၏ ်လက်ဆွဲတရီအိမ်ငယ်မှမန်ကလေးနှင့်ပေါန်နာဘူးတို့ကိုထုတ်ယူ၍ကားမီရောင်တွင်မျက်နှာကိုချေတပြီးနောက်ကားပေါ်မှဆင်းလာသောအခါရီမူကယခုချက်ချင်းပြီးလိမ့်ပြင်ဆင်သောအခန်းထဲမှထွက်လာသူတယောက်ကဲ့သို့လူလီလေးမရှိအောင်တက်ရက်ချုံမိုခြင်းရှိလာပြီ၏ထိုညတွင်မီမင်းတို့မင်းရှင်ဟိုတယ်၌စော်ဘာတယောက်အခန်းဝယ်ကျင်းပလျက်ရှိရာမြမအရာရှိများအင်္ဂလိပ်အရာရှိကြီးများတေယုတ်ကလာစသောဂုံတွေပွဲစားကြီးများလေးလာရောက်ကြ၏ ခင်စင်ကြီးမှာဖန်နာရေးဝင်းကြီးချုပ်ဤကောင်းမှုကြောင့်ဖိတ်စာတောင်ရရှိ၍မော်တော်ကားပေါ်မှဆင်းပြီးနောက်လေကားမှတက်လာသောအခါဝင်းကြီးချုပ်သည်ခင်စင်ကြီးကိုလေကားမှစောင့်မျှော်လျက်ရှိသောကြောင့်တက်လာသည်နှင့်တပြိုင်နက်အတူတွဲလျက်အခန်းထဲသို့ဝင်လာကြလေ၏ အပဝါသူရောက်သောအခါခင်စင်ကြီး၏စူးဆိုင်သောမျက်လုံးများသည်အခန်းတွင်ကြည့်အပရိသတ်များကိုတစ်ချက်တည်းပေါင်းယွင်းကြည့်ရှုလိုက်ယုံများနှင့်မိမိမမျော်လေးနှင့်လူတယောက်ကိုအခန်းထောင်ကြည့်စပွဲတစ်ခုတွင်မြင်လိုက်သည်နှင့်မျက်နှာများနီမြန်၍ရှေးလန်းတွန့်သွားသည်၏ထို့လူမှာခင်စင်ကြီးကိုမမြင်သေးဘဲစပွဲတစ်ခုတွင်မိတ်ဆွေတယောက်နှင့်စကားပြောလျက်ရှိရာ ။ဗန်နာယီဝင်ကြီးချုပ်လာပြီးဟုပြောလိုက်ကြသည်နှင့်မော်ကြည့်လိုက်သောအခါတွင်မှခင်းစင်ရီနှင့်တွဲဝင်လာကြသည်ကိုမြင်လိုက်ရသဖြင့်ကြောင်တောင်ကြီးလေးကြည့်နေမိလေ၏။ထိုလူမှာပေါင်ညွန့်ဥပင် ဖြစ်လေရာ။ကျောင်းနေဖက်အတွင်ဝင်ကလေး၏ဖိတ်ကြားချက်အရမြင်ရဘူးသည်ရှိအောင်အခန့်ဝဲသို့လိုက်ပါလာခြင်းဖြစ်လေ၏။ပေါင်ညွန့်ဥဟာတငယ်ချင်းကဝင်းကြီးချုပ်နှင့် တွဲဝင်လာတဲ့ဆဲဟာတဲနေပါလာပြု။ဘယ်သူလဲခမည်းတည်လား။ ပေးလိုက်ရာမောင်ညူကစူနန်ယူလာဗျာဟုငေါက်ဆက်ဆက်နဲ့ပြောလိုက်မိတဲ့ဖြင့်တောင်းပန်ရသည်ဤခင်စီကြီးမှလည်းမောင်ညူကိုမြင်လိုက်ရကလေးကမိမိကိုယ်ကိုဒေါပွားလေးရဲ့ဝန်ကြီးချုပ်၏စကားများကို အမမာယွင်းယွင်းပြေချမိလေ၏စပယ်တစ်ခု၌ထိုင်မိကြသောအခါအဲ့ဒီအချို့သည် လက်သက်မွေးရသော ခွေးပုကလေးများအကြောင်းကိုပြောဆိုလျက်ရှိကြရာခင်စင်ကြီးမှခွေးချစ်ခင်တတ်သောဝါဒနာရှိသည်ဖြစ်၍လူငယ်သောခွေးပြပွဲတွင် တွေ့မြင်ခဲ့ရသောအင်္ဂလိပ်ခွေးစကော့ခွေးပွေလီခွေး စပန်နီရခွေစသောခွေမျိုးမျိုးတို့အကြောင်းကိုဝင်ရောက်ဆက်ဖက်ကထင်မြင်ချက်ပေးမိသည့်အပြင် ဂျပန်ခွေးဘူးကလေးမျိုးတကောင်လူရှိသည့်ဖြစ်၍ဝေယူရန်စုံစမ်းထောက်လန်းလျက်ရှိကြောင်းများနှင့်ပြောဆိုလေ၏ဒုက္ခဝန်ကြီးချုပ်ကမိမိ၌ဂျပန်ကောင်စစ်ဝန်ထမ်းမှလက်ဆောင်ရထားသောဂျပန်ခွေးကလေးတကောင်ရှိသည့်ဖြစ်၍မိမိ၏နေအိမ်တို့လာရောက်ကြည့်ရှုစေလိုကြောင်းကြိုင်းနှစ်တက်ခဲ့လျင်လက်ဆောင်ပေးမည်ဖြစ်ကြောင်းနှင့်ပြောလေရကခင်စိန်ကြီးသည်တပတ်ခါနေ့လေတွင်ဝန်ကြီးချုပ်၏နေအိမ်တို့ခွေးကြည့်ရင်လက်ဖက်ရည်တောက်လာရန်ဖိတ်ခေါ်ခြင်းကိုလက်ခံလိုက်လေ၏မောင်ညူဦးမမူခင်စိန်ကြီးကိုမြင်လိုက်ရပြီးသည့်နောက်မကြာမီ တွင်း၌ပင်ဟိုတယ်မှဆင်းသွားလေရာခင်းစင်ဤဘက်သို့တစ်ချိန်တစ်ခါမှလမ်း၍မကြည့်ပဲပြန်သွားသည်ဖြစ်သောကြောင့်ခင်းစင်ဤမှာဝန်းထဲ၌အတွင်ဆွေးဆွေးလျက်ကြံရစ်နေလေသည်ထိုညအဖို့၌ခင်းစင်ဤမှာခါတိုင်းကဲ့သို့ရှင်ပြခြင်းမရှိတော့ပဲခတ်တုံတုံမုံမုံနှင့်ဝစ်ကြေဝစ်ကုံများလောက်သာလက်ခံစကားပြောနေရလေတော့ဤနောက်ဆုံး၌ဝင်းကြီးချုပ်သည်ခင်းစင်ဤကို၎င်း၏နေအိမ်တိုက်ခန်းသို့ရောက်အောင်မော်တော်ကားနှင့်လက်၍ပို့လိုက်ဤ ဝင်းကြီးချုပ်ဤကားထွက်သွားသည်နှင့်တပြိုင်နက်ခင်းစင်ရည်သည်တိုက်ပေါ်သို့ချက်ချင်းမတက်သေးပဲမိမိဤတိုင်းနှင့်နှစ်တိုက်ခန့်ခြားသည်မောင်ရည်ကလေးရှိရာသို့လမ်းမြို့ကြည့်လိုက်ရာလူတစ်ယောက်သည်မောင်ရည်ထဲမှထွက်လာ၍အနီးသို့ချင်းကပ်လာပြီးလျင်ခင်းစင်ရည်နှင့်ထိုလူတို့သည်ဂါမိနစ်ခန့်တီးတိုးတိုင်ပင်ကြလိမ့်ဤ၎င်းတို့မှထိုလူသည်ခင်းစင်ရည်အားဘူးကောင်းဆက်ကနှုတ်ဆက်၍စူးလီဖျားလန်းစီသို့လျှောက်သွားလျာ Thank you. ခင်စင်ကြီးလည်းတိုက်ပေါ်သို့တက်သွားလိမ့်၏ထိုလူသည်နောက်သို့တစ်ကြိမ်များလည်းမကြည့်ပဲဥကောင်းငိုက်ဆိုင်နှင့်ရှောက်သွားသောလေမိမိနောက်မှတစုံတယောက်သောသူကတိတိစိတ်လိုက်လာသည့်အကြောင်းကိုရေးမိဟန်လက္ခဏာရှိ၏စုလီဖျားအနည်းရှိ ကလာပလီနီတို့ရောက်တော့အခါဒူလူဒီခတ်တုတ်တို့လမ်းလျှောက်လာခဲ့ရမှယုတိရဲ့အရှင်လျှော့ပြီးရှောက်လိုက်ရ။နောက်မှလိုက်လာတော့လူဒီရှေ့ကလူကိုမီလူမတက်နှီးခဲ့လာလိမ့်၏။နောက်လူကြီးအကြံမှာလမ်းမီတိုင်းတစ်ခုနီးတို့ရောက်တော့အခါတွင် ရှေ့လူကိုကြော်တဲ၍မျက်နှာကိုမြင်ရအောင်ကြည့်မိဟုကြံ၍ထားဟန်တူ၏။ ်လမ်းမီးအိမ်အောက်သို့ရောက်ကြသောအခါနောက်လူသည်ခြေလူကိုကြော်တဲ၍မျက်နှာကိုလဲကြည့်မိပြုသည်နှင့်တပြိုင်နက်ခြေလူသည်ခြာကနေလှဲ့တဲ၍နောက်လူ၏လက်ပင်ကိုညစ်ပြီးလျင်လမ်းပေါ်သို့ပြေးလေလာရာနောက်လူမှာအမတ်တမဲဖြစ်သောကြောင့်ကာခွင့်ရန်မတက်နိုင်သည်ဖြင့်လမ်းပေါ်တွင်ပက်လက်လန်းကားလဲကျသွားလိမ့် ထိုခဏ၌မိဒီနီယာမြမိဒီနီယာမှပေါ်လာကြသည်မသိလူသုံးယောက်တို့သည် မျက်လေပြလိုက်သည်အလားရုတ်တရက်ပေါ်ထွက်လာကြ၍လဲနေသောလူကိုမြေပေါ်မှဆွဲထူပြီးလျင်မြဲမြံစွာ ဆုပ်ကင်ထားကြလေ၏ထိုခါနောက်လူသည်မူဝေဟန်တူသောမျက်လုံးဖြင့်ထိုလူများကိုကြည့်နေရမှရှေ့လူကိုမြင်လိုက်သည်နှင့်အံ့ဩသောမူယာဖြင့် အလိုလေးဗျာလက်စားတတ်တော့ခမားပါကလားခမားကိုကြုတ်တိတယ်ဟုပြောလိုက်ရာရှေ့လူကတိတော့တိမှာပေါ့တို့ပေမဲ့ဘသူ့ကိုမှခမားတရင်ပေးဖို့အချိန်မရတော့ဘူးဆရာကြီးဟုခက်အေးအေးပြန်ပြောလိုက်လေဤ ဒီနေ့ဖက်ပြကလေးဝတ္ထုတို့ချိန်ပေးပြီးနာတော်တာဆင်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနာတော်တာကျေးဇူးကြီးကိုမောင်နှမများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့ဒီလုံးတော့အပြည့်စုံနိုင်ကြပါစေကြောင်းကျွန်တော်ဟန်လေးမှဆုမွန်ကောင်းတောင်းရင်အပိုင်းရှိမှာပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာ